ူပုံတရန်ကဒီနေ့လူဝကြီးဖြစ်နေပါပြီသူကိုကျွန်တော်တတလုံးတွေ့ဖူးနေကြတာကဒီပုံတရန်မျိုးလုံးဝမဟုတ်ပါခန္ဓာကိုယ်ကမပိမဝမျက်နှာကအငြဲပြုံးချိုလေလူကြောတယောက်မဟုတ်ပေမဲ့ပညာတတ်လူရည်တတ်ပုံမျိုးရှိတာကိုတော့ဘသူမှညင်နိုင်မှာမဖြစ်ပါဒီနေ့တော့ကျွန်တော်တတလုံးမထင်ထားခဲ့တဲ့ပုံတရန်မျိုးဖြစ်အောင်သူ့ခန္ဓာကိုယ်မှာအော့တုံနေပါတယ်တကယ်တော့သူနဲ့ကျွန်တော်စတင်ခင်မင်ခဲ့ကြတာကြာပါပြီတိတိကျကျပြောရရင်တော့ 1959ခုနှစ်လောက်ကဲကပေါ့ကျွန်တော်ကစစ်တက္ကသိုလ်ပတ်စင်လေးသူကစစ်တက္ကသိုလ်ပတ်စင်ကကျွန်တော်ကသူ့ထက်တနည်းစီနီယာကြပါတယ်တက်ကလည်းတနည်းလောက်ပဲกว่าပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီခေတ်ရဲ့စစ်တက္ကသိုလ်ဒလိအစင်လာတိုင်းစီနီယာဖြစ်နေတဲ့ကျွန်တော်ကိုသူကအမြဲအမြဲကိုတက်ခေါ်ပြီးသူ့ကိုကျွန်တော်ကမင်းငါနဲ့အမြဲစကားပြောခဲ့ပါတယ်ဒီနေ့နှစ်ပေါင်း53နှစ်ရှိနေပါပြီ1959စစ်တက္ကသိုလ်ကိုရောက်လာစားကသူ့ခန္ဓာကိုယ်ကတိမ်မိန်ရှိရှိလေး နောက်သူ့မျက်နှာကကလေးညံ့နာဒီနေ့ဒီလေသူ့မျက်နှာကကျွန်တော်မျက်စိထဲမှာတော့ကလေးညံ့နာပါပဲအဲ့ဒီကိကစစ်တက်ကတော်မှာဘူလောင်းတက်ခွဲနှစ်ခွဲပဲရှိပါတယ်ဘရင်အောင်တက်ခွဲနဲ့နော်ရထာတက်ခွဲသူနဲ့ကျွန်တော်နှစ်ယောက်စလုံးကဘရင်အောင်တက်ခွဲကပါ သူကတက်စုငါအဆောင်ကျွန်တော်ကတက်စုလေးအဆောင်ဒါပေမဲ့အဲ့ဒီကိကစစ်တက်ကတော်ကလေးနဲ့တနန်းသားအလောင်းပေါင်းလိုက်မှလူဦးရေက150ပြည့်ပါဘူးပိုဆိုးတာကသူတို့အပတ်စဉ်ကလူဦးရေကအလွန်နေပါတယ် 20လောက်ပဲရှိခဲ့တယ်လို့ထင်ပါတယ်။ဒါကြောင့်စစ်တပ်တော်တစ်ခုလုံးမှာတယောက်နဲ့တယောက်မတိသူမခင်သူမရှိကြပါဘူး။သူနဲ့ကျွန်တော်စစ်တပ်တော်မှာ၃နှစ်အတူနေလာခဲ့မှုပါတယ်။ကျွန်တော်ចောင်းစင်းနဲ့1962ခုနှစ်အထိပေါ့။ကျွန်တော်မှတ်မိပါသေးတယ်။1962ခုနှစ်မှာကျွန်တော်ចောင်းစင်းပြီးမိထီလာလေးတက်စကန်ကိုပြောင်းရွှေ့ဖို့လုပ်တော့မှာ။သူကျွန်တော်အခန်းကိုရောက်လာပါတယ်။ကိုလာဝင်းခင်ဗျ BDS ဆောင်ကိုယူသွားဖို့မဟုတ်လား။ကျွန်တော်ကိုပြေးခဲ့ပါ။ဘာလို့ဖို့လဲ။ ကျွန်တော်မိဘကဆင်းရဲတယ်ဗျာအဖေကကြောက်စရာကျွန်တော်ညီကိုမတော်မဆေးရောက်ကြော်တော်ရှိတယ်ခင်ဗျာ PDF ကိုကျွန်တော်ညီဒီညီမတွေတယောက်ယောက်ခြုံဖို့ရတာပေါ့ဗျာကြော်ယူတော့ကွာငါကနှုတ်ပြတော်မလို့အဲ့ဒီကေစစ်တကတော့ကစစ်ပစ္စည်းတွေအလွန်ပေါ်ပါတယ်ဘူလောက်တယောက်ကြောက်ဆင်းသွားရင်ကျောင်းကတုံးဖို့ထုတ်ပေးထားတဲ့ဗပစ္စည်းကိုမှပြန်အပ်စရာမလိုပါဘူးအကုန်ယူသွားကွင့်ယူထားပါလေငါကကတော့ပထမနှစ်မှာ58ကျက်နောက်ဆုံးနှစ်မှာ62ကျက် တင်းနှန်းလေးနဲ့မှာတနစ်ကိုလကတကျတိုးတာပေါ့ဗျာလကဆိုလို့ပြောရမယ်အဲ့ဒီခေတ်ကကျွန်တော်တို့စစ်တပ်တို့ကိုရောက်လာကြတဲ့လူတွေကဆင်းရဲတဲ့မိသားစုကလာခဲ့ကြတဲ့သူတွေအလွန်များပါတယ်ဘိုးလောင်းလက60လောက်ထဲကပဲအင်ကိုပြန်ပို့တဲ့လူကပို့ရတယ်ဝှထိန်ကတော့ထိဆုံးကပါလာပေါ့ဗျာသူ့ဘိုးလောင်းဘဝဒီနှစ်လုံးမှာသူ့မိဘကိုသူ့လက်ကထွက်ဝက်အနှဲပို့ပေးခဲ့ပါတယ်ကျွန်တော်ကစစ်တပ်တို့ကလူပြင်းပြကျွန်တော်ဘလောက်ပြင်းကြည့်တယ်ဆိုတာအကြောင်းလုံးသိကြပါတယ် ဝင်းထင်ကတော့ကျွန်တော်နဲ့ဆန့်ကျင်ဘက်အလွန်ကြိုးစားတယ်။ကျောင်းစာမှာလည်းကြိုးစားတယ်၊စစ်ပညာမှာလည်းကြိုးစားတယ်။ကျွန်တော်ကကျောင်းဆင်းတော့ကျွန်တော်တင်တန်းမှာပိတ်ဆုံး။နောက်ဆုံးကအောင်တယ်။သူကတင်တန်းမှာထိတ်ဆုံးကအောင်ုံသားမဟုတ်ဘူး။အောင်စစ်တယ်ဆိုလဲရခဲ့တယ်။ရှူတစိတ်ပညာတကွန်လည်းရခဲ့ပါတယ်။စစ်တက္ကသိုလ်အပတ်စဉ်တက်ကအပတ်စဉ်၅အထိဘူလောင်းတွေထဲမှာသူ့လိုစုနှစုရဘူးတာသူတယောက်ပဲရှိပါတယ်။ကျောင်းဆင်းပြီးတော့ကျွန်တော်လေရင်ပြန်မောင်းတင်တန်းကျောင်းတက်တယ်။ နောက်900နှစ်လေတာစကန်ကိုရောက်သွားပြီးလူတရေအဖြစ်စစ်စင်ရေးတာဝန်အမျိုးမျိုးကိုဖန်ဆောင်ရတယ်။1992ခုနှစ်မှာကျမတို့တက်မတော်လေးကအငိမ့်စားယူလိုက်ပါတယ်။ကျမကြီးကြောင့်ပါ။နားကသွေးထွက်ပြီးလေရင်ပြန်မမောင်းနိုင်တဲ့အတွက်ပါ။အဲ့ဒီအချိန်မှာဝင်းထိန်ကစီယုံချုပ်ကိုရောက်နေပါပြီ။ဗမိုးကြီးကြီးမောင်ရဲ့ကိုရေးအရာရှိဖြစ်နေတယ်လို့ကျွန်တော်ထင်ပါတယ်။စစ်တပ်ကတော့ကဆင်းလာပြီး7နှစ်လောက်ကြာတဲ့အထိသူနဲ့ကျွန်တော်ပြန်မတွေ့ကြပါဘူး။ဘလို့ပြန်တွေ့ကြတယ်လို့ထင်ပါတယ်။ 1980ပြည့်နှစ်အတွင်းလောက်မှာဖြစ်ပါလိမ့်မယ်။ပထမဆုံးညင်တန်းကျွန်တော်စီရောက်လာပါတယ်။ညင်တန်းကကျွန်တော်နဲ့စစ်တပ်ကတော့တပတ်ဆင်တဲ့အောင်တဲ့တငယ်ချင်းမှာအဲ့ဒီတော့ကညင်တန်းကလမ်းစစ်ပါတီဌာနချုပ်မှာဌာနမှူးဖြစ်နေပါတယ်။ငါလာတာဝင်းထိန်အတွက်မလုပ်ပေးရင်ကောင်းမလဲလို့လာတိုင်မယ်နာ။အမှန်ပါလေ။အဲ့ဒီအချိန်မှာဝင်းထိန်ကလည်းတက်ကထွက်ခဲ့ပါပြီ။ပူကြီးအောင်ကြမြင့်တို့အနာသိမ့်ဖို့ကြံစီတဲ့အမှုမှာစီယုံကရာရှိအများကြီးကိုပင်ဆင်ပေးလိုက်ပါတယ်။ ဲ့ဒီထဲမှာကန်ဆိုးတဲ့သူလဲပါပြီးထုတ်ခဲ့ရတာပါဗျာမလုပ်ပြရမှာလဲဒီကောင်အတွက်မလုပ်ရှာပြရမှာလားရှာပေးနိုင်ရင်ကောင်းတာပေါ့ကွာအခုဒီကောင်ကိုငါကအမေရိကန်ပြောင်စုကိုပြီးသွားခိုင်းမလို့အမေရိကန်ဗီဇာရနိုင်တဲ့နေလငါ့မှာရှိတယ်မင်းစီဒါလာကမင်းကနိုင်ငံခြားမှာအချာကြီးနေခဲ့ပြီးတော့အမေရိကန်ရောက်ရင်ဒီကောင်ဘာလုပ်လို့ဆာမလဲလို့အတိုင်မင်နာကွာဒီကောင်ကခြေလင်းကထွက်တာဆိုတော့ကျင့်မှုပညာကဘာမှမရှိဘူး လွယ်လွယ်လေးပါကွာတော့တာတခိုင်းပိုရောက်ရင်ကူလီလုံးလို့ပြောလိုက်ငါကအတီလာမေးနေတာကွာငါကလည်းအတီဖြေနေတာဒီကောင်ဘလောက်တော်တဲ့အကောင်ဆိုတာမင်းလည်းသိနေတာပဲမင်းစကားပေါင်းတစ်ခုကြားဘူးတယ်မို့လားပဒညာမှန်ရင်နော်မမနစ်ဘူးဆိုတာအမေရိကန်ပြည်ထောင်စုမှာကတော်တဲ့အကောင်ကဘရောမှအောက်မှာကြာကြာမနေရဘူးဒီကောင်ဟိုရောက်သွားရင်တနေရာမဟုတ်တနေရာအောင်မြင်မှာပဲကြောက်မနေနဲ့သွားတာသွားခိုင်းလိုက်သူအမေရိကန်ပြည်ထောင်စုကိုဖုတ်ကုတ်မသွားဖြစ်လိုက်ပါဘူးသူတို့ပတ်စင်တဲ့ကညုံမြင့်ရဲ့ရောက်ဖတ် ဥကျော်တောင်ရုံးမှာလက်ကစားဝင်လုပ်တဲ့ဆိုတဲ့သတင်းကိုကြားပါတယ်။ဥကျော်တောင်ကအဲ့ဒီခေတ်ကရန်ကုန်မြို့မှာ နမကြီးနိုင်ငံသားကိုယ်စားလှယ်ခင်ဗျာ။နောက်တော့နေကြတော့သူဥကျော်တောင်တော့ကထွက်ပြီးကိုယ်ပိုင်နိုင်ငံသားကိုယ်စားလှယ်လောက်ကိုဆောက်လုပ်နေပြီဆိုတဲ့သတင်းကိုကြားပါတယ်။နောက်နှစ်နှစ်လောက်ကြာတော့သူကျွန်တော်ရုံးငန်းကိုရောက်လာပါတယ်။အဲ့ဒီချိန်မှာသူကတတိပေါက်စားကလေးဖြစ်နေပါပြီ။ကိုယ်ပိုင်ကားစီးနေပါပြီ။ပြောတဲ့ငွေချင်းမင်းကငါပါအကူအညီပေးရမလဲ။ဒီပမာရှိတဲ့ဒေါ်လာငွေကို ီရင်းကိုကြက်ငွေဖြစ်အလိမ်မခံရပဲရောက်လာအောင်ဘယ်လိုလုပ်ရမလဲကွာမင်းနိုင်ငံခြားကုမ္ပဏီကရတဲ့ကော်မရှင်တွေကိုမြန်မာငွေလုတ်ချင်လို့လားဟုတ်တယ်ကျွန်တော်ထံတွင်သူပြည်တနာကိုရှင်းပြနိုင်ပြီနီလန်ပေါင်းများစွာရှိပါသည်အဲ့ဒီချိန်ကကျွန်တော်ကအောင်မြင်တဲ့ရတနာကုမ္ပဏီတူဖြစ်နေပါပြီဒီပအဆက်တော်တွေလည်းအများကြီးရှိတဲ့အတွက်သူပြောလာတဲ့ပြည်တနာကကျွန်တော်အတွက်ပြည်တနာမဟုတ်ပါလမ်းစဉ်ပါတီကရတနာကုမ္ပဏီတိုင်းလုတ်တက်တဲ့လုတ်ဖြစ်ပါတယ်မင်းတက်မှာ ဘုံမှုဖြစ်လိုက်ဘူးလားမဖြစ်ဘူးဖြစ်တော့ဖြစ်တော့မလို့ပဲတခွဲမှုဖြစ်နေပြီမိတ်မထွက်သေးတာအဲ့ဒီအချိန်မှာတက်ကထွက်လိုက်ရတာပဲသူနဲ့ကျွန်တော်အဲ့ဒီအချိန်ကစပြီးစီးပွားရေးလောကမှာလက်တွဲနေလာကြပါလေသူ့အောင်မြင်မှုကအလွန်မြင်တယ်အစာပိုင်းမှာသူ့ထက်ကျွန်တော်ပတ်စံအများကြီးပိုရှိပါတယ်ဒါပေမဲ့တဖြည်းဖြည်းကျွန်တော်ကိုမိလာပြီး1988ခုနှစ်လောက်ရောက်တဲ့အခါကျတော့ကျွန်တော်ကိုတော့သူ့သားတော့မလို့ဖြစ်နေခဲ့ပါပြီမှန်ပါတယ်သူ့မိဘကိုသူ့ဆော့ချောက်တာကတော့ ူးမိပါကွယ်လွန်ခြင်းအထိပါပဲသူညီကောင်မတော်တွေကိုလည်းသူပဲတာဝန်ယူချောင်းထားပေးခဲ့ပါလေကျွန်တော်အခုပတ်စံရှိတာတော့အမေအတွက်ကျွန်တော်စိတ်နှကက်တရံဝဲသွားပေးပြီကိုယ်တိုင်တော့ပန်ပေးတယ်အမေကိုကျွန်တော်ပန်ပေးနေတော့မှအမေကမျက်ရည်တွေကျလာပြီးငိုတယ်နောက်ဘာပြောတလဲသိလားအမေဝမ်းသာလုံးလို့ပါတာရဲတဲ့ကျွန်တော်လည်းသူ့လိုစင်းရဲတဲ့ဘဝကလာခဲ့တာပါပဲကျွန်တော်ပတ်စံရှိတဲ့အချိန်မှာကျွန်တော်အမေမရှိတော့ပါဘူးအကယ်၍ရှိခဲ့ရင်လဲဝင်းထိန်လိုစိတ်နှကက် ဝယ်ပေးခြင်းတဲ့ရှိခြင်းမှာရှိပါလိမ့်မယ်1988ခုနှစ်ဟာသူ့ရဲ့အထွတ်အထိပ်အောင်မြင်တဲ့အချိန်ပါပဲပြဿနာကကျွန်တော်စီကစတာပါသူ့နိုင်ငံရေးကို စိတ်မပါပါဘူးတိုင်းပြည်ကိုချစ်တဲ့စိတ်ရိုးသားတဲ့စိတ်ကတော့သူ့မှာအပြည့်ရှိပါတယ်ဖြစ်ချင်တော့1988အရေးခင်ကြီးဖြစ်တဲ့အချိန်မှာကျွန်တော်အိမ်မှာငြိမ်ငြိမ်နေပါဘူးကားတစ်စီးနဲ့တစ်မျိုးလုံးလှည့်ပြီးလိုက်ကြည့်တယ်စပိတ်လောကမှာကျွန်တော်မိတ်ဆွေတွေအိမ်သွားလေတယ်ဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုဆွေးနွေးတယ် ဆက်စုတာပေါ့ဗျာအဲ့ဒါတွေအလုတ်ကောင်းနေတဲ့နေ့မနက်ပိုင်းကိုဝင်းတင်စီရောနောက်မောင်တော်ကစီရောသူတို့နှစ်ယောက်စလုံးကလည်းကျွန်တော်အကိုကြီးတို့လိုပါပဲမငင်းနိုင်ပါဘူးနှစ်ယောက်စလုံးကလည်းလူတော်တွေပါကျွန်တော်နဲ့အလွန်ခင်ခဲ့မှုတဲ့သူတွေပါအဲ့ဒီခင်မမှုကြောင့်လဲအလွန်ကြောက်တတ်တဲ့ကျွန်တော်စာရေးစရာတမက်ကလည်းပါသွားပါလေနောက်ဘူသူရလမ်းမှာလှုပ်ဝဲပြုတ်တဲ့ဒေါ်ဆန်းစုကြည်နဲ့ပြစ်စုံနဲ့အဖွဲထဲမှာလည်းပါသွားကြပါနဲ့မိမိစီကြော်သွားပြီးဖြစ်တာကိုမိမိချက်ချင်းသိတယ် မိမိအဖမ်းခံရဖို့များနေပြီ။အဲကြောင့်ဝင်းထိန်ကိုကျွန်တော်ရှာတယ်။သူကအဲ့ဒီတုန်းကခောက်ကွင်းမှာခင်ဗျာ။သူ့သားတွေနဲ့ခောက်သီးကစားနေတာပါ။နောက်သူနဲ့ကျွန်တော်အင်းစိန်လမ်းမပေါ်ကချစ်တီးဖျားချောင်းရှိမှာကားနှစ်စီးစုံပြီးရေးပေါ်တွေ့ကြတယ်။မဖြစ်တယ်လဲကုလာပဲ။ငါတော့အဖမ်းခံရတော့မလားမသိဘူးတကယ်ချင်း။ကျွန်တော်ပါဝင်ခဲ့မိတဲ့ဇက်စုံကိုသူ့ကိုပြပြလိုက်ပါတယ်။ကျွန်တော်မလုပ်ပေးရမလဲ။မင်းကိုငါပိုင်ဆိုင်တဲ့အတွင်းပစ္စည်းနဲ့ဝေဆင်းလာပေးတာ။တကယ်လို့ငါအဖမ်းခံရရင် ဒီငွေနဲ့ပစ္စည်းတွေကိုမင်းကိုထုတ်ပေးလိမ့်မယ်။မင်းသိထားပွားအောင်လုပ်ပြီ။ငါမိသားစုကိုစောင့်ရှောက်ပေးပါကွာ။အဲ့ဒီချင်းကတိုင်းဒီကပြတ်တလို့ဖြစ်နေတဲ့ချင်း။ခင်ဗျားထင်တယ်လို့လဲဖြစ်ချင်မှဖြစ်မှာပါ။အပူနဲ့ချစ်ခဲ့ရင်လဲခင်ဗျားလုတ်ခိုင်းတာကျွန်တော်အကုန်လုပ်ပေးမယ်။ခင်ဗျားအခုလုတ်တာတွေမမပါဘူး။ခင်ဗျားနေရာမှာကျွန်တော်ဆိုရင်ကျွန်တော်လဲခင်ဗျားလိုပဲလုပ်မိမှာပဲ။ကိုနိုင်ငံအတွက်အခုချိန်မှာကိုမပါလို့မှမြတ်တာပဲ။မိုးချွတ်တော့မယ်ခင်ဗျားပြန်နော်။ခင်ခင်ကိုလဲပြောလိုက် နော်တာဝန်ယူတယ်လို့လူလောကကြီးမှာမျောလင့်ထားတာတွေအကုန်ဖြစ်လာခဲ့ပါတယ်1986ခုနှစ်မှာတကြွတဲ့ကျွန်တော်ကဘာမှဖြစ်မလာပါဘူးအဲ့ဒီချိန်ကကောက်တိကျနေတဲ့ဝင်းထင်ကနိုင်ငံကြီးလောကထဲရောက်သွားပါတယ်ဒေါ်စန်းစုကြည်ရဲ့အနီးကပ်ပုဂ္ဂိုလ်ဖြစ်လာတယ်ထောင်ထဲအချိန်ချင်းဝင်ရပြီးစုစုပေါင်းသူ့ရဲ့ထောင်တန်းက19နှစ်အနည်း20လောက်ရှိလိမ့်မယ်လို့ထင်ပါတယ်စစ်တပ်ကတော့တမိုင်းမှာအမြင့်ဆုံးထူးချွန်ဆုံးနှစ်စုရပြီးထောင်ထဲမှာအနည်း20လောက်နေခဲ့ဘူးတာသူတယောက်ပဲရှိပါတယ် နောက်နှစ်ပေါင်းတရာကြာတဲ့အချိန်မှာလည်းသူတယောက်ပဲရှိနိုင်မယ်လို့ထင်ပါတယ်။ဒီနေ့မိထလာမျိုးလွတ်တော်ကိုယ်စားလှယ်ဖြစ်ရွေးကောက်ပွဲဝင်တော့မလို့တဲ့ကျွန်တော်စဉ်းစားကြည့်တယ်။ဒီနေ့ကျွန်တော်အသက်က90ကျော်ရွယ်ဖြစ်နေပါပြီ။ကျွန်တော်ဘဝမှာလူမျိုးစုံတွေ့ခဲ့ပူပါတယ်။ကျွန်တော်ရိုးရိုးသားသားပြောတာပါ။ကျွန်တော်မြင်တွေ့ဖူးတဲ့သူတွေအကုန်လုံးမှာဝင်းထိန်လောက်ဉာဏ်ပညာရှိသူဝင်းထိန်လောက်ယူတာသူဝင်းထိန်လောက်ဒီပါကျေးဇူးကိုတည်သူကျေးဇူးဆက်ခဲ့ဖို့သူမျိုးမရှိခဲ့ပါဘူး။ 1959ခုနှစ်မှာကျမတော်တမတော်တာဘွားကိုစတင်ခံယူခဲ့ပါတယ်စစ်တပ်ကတော့ဘူလောင်ဖြစ်နေပါစာတင်နေတဲ့အတွင်းမှာစီအေးပြလက်နက်ငယ်နဲ့တက္ကသိုလ်ပညာရှင်များကိုလေးလာစီပူခဲ့ရပါတယ်ဒီလိုသင်တန်းများကိုတက်ရောက်ခဲ့တဲ့အတူကျွန်တော်တို့ဘူလောင်တွေကိုသူရတတိနဲ့ပတ်သက်လို့စရိုက်တာပိုင်းနဲ့ပတ်သက်လို့အထက်ရရှင်များကအခါအားလျော်စွာပူချခဲ့ကြပါတယ်အလားတူပဲတက်မတော်တမိုင်းဆိုင်ရာအကြောင်းအရာတွေကိုလည်းနာယူခဲ့ရပါတယ်အဲ့ဒီလို တင်ကြားစီးပူးခဲ့ရမှာတက်မတော်ရဲ့ပထမဦးဆုံးကောက်ခွေဦးစီးချုပ်ဟာဗိုလ်ချုပ်ကြီးစမိတ်တွန်းလို့ဘသူမှထည့်ပြောခြင်းမရှိခဲ့ပါဘူး။မဖြစ်လို့မပြောကြတယ်လဲဆိုတော့စိတ်ထဲမှာဖြစ်ပေါ်မိပြီမယ်။အတူကောင်မှ ပေါ်ပေါ်တင်တင်မမေ့မိခဲ့ပါဘူး။ကျွန်တော်ကစာဖက်ဝတ္တနာပါသူဖြစ်တော့စာအုပ်မျိုးစုံဖတ်ရင်စောင်းမတစ်ခုကိုဖတ်မိတဲ့အခါကျတော့တက်မတော်ရဲ့ပထမဦးဆုံးကောက်ခွေဦးစီးချုပ်ဟာဗိုလ်ချုပ်ကြီးစမိတ်တွန်းဖြစ်တယ်ဆိုတာအံ့ဩကြီးစွာနဲ့သိလိုက်ရပါတယ်။ ကျွန်တော်တကယ်ပဲအော်ကြတာပါတဖြည်းဖြည်းနဲ့တိလာတဲ့ချက်ကသူဟာအင်္ဂလန်နိုင်ငံဗရင်စစ်တပ်ကတော့တောင်းဆင်းဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်မှာဖြစ်ခင်ကလေးကဗြိတိရှားတပ်မတော်မှာအမှုထမ်းခဲ့ပြီးစစ်ပီးကနေမှဗမာပြည်ကိုဝင်လာတဲ့ဗိုလ်ချုပ်ကြီးစာဝလီယန်စလင်းရဲ့အမှတ်စာလေးဗြိတိရှားတပ်မတော်မှာပါဝင်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ပြီးလို့စစ်ပီးအစိုးရကဗမာပြည်ပြန်ဝင်လာပြီးသူတို့ရဲ့အုပ်ချုပ်မှုပြန်လည်တိစောက်ဖို့ကြိုးစားခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ မြန်မာနိုင်ငံမှာအရင်ကတကားမှပေါ်ခဲ့မှုတဲ့ဗမာနိုင်ငံသားများပါဝင်တဲ့လက်နက်ကိုင်တပ်ဖွဲ့ကြီးတခုကဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်မှုနဲ့ပေါ်ထွန်းလာတာကိုသူတို့တွေ့လိုက်ရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်မှုနဲ့လွတ်လပ်ရေးကြိုးပမ်းမှုဆိုတဲ့လှုပ်ရှားမှုဟာအချိန်ဟုန်ကြီးမားလွန်းတဲ့အခါဗမာနိုင်ငံကိုလွတ်လပ်ရေးပေးဖို့အနေထားဖြစ်လာပါတယ်။ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းနဲ့နိုင်ငံရေးစီးရီးကောင်းဆောင်တွေကိုတီဟိုနိုင်ငံကိုဖိတ်ခေါ်ပြီးဆွေးနွေးပွဲတွေကျင်းပခဲ့ပါတယ်။အဲ့ဒီလိုကျင်းပရမှာ ဗြိတိရှအစိုးရရဲ့ကာကွယ်ဝင်ကြီးဖရီမန်နဲ့အနာကက်လွတ်လပ်တဲ့မြန်မာနိုင်ငံရဲ့ကာကွယ်ဝင်ကြီးလို့ယထာခံရတယ်။ရဲဘော်တုံးကျဲဝင်ဘိုးလက်ရကောင်းဆောင်တဲ့အဖွဲ့လို့နဲ့အချိန်ချင်းဆွေးနွေးကြကြပါတယ်။အဲ့ဒီဆွေးနွေးပွဲတွေရဲ့ရလဒ်အဖြစ်လက်ရဖရီမန်စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပါတယ်။ကန်နီစာချုပ်လို့လည်းခေါ်ပါတယ်။အဲ့ဒီစာချုပ်ဟာနောက်လွတ်လပ်လာတော့မှမြန်မာနိုင်ငံရဲ့တက်မတော်ဖွဲ့စည်းပုံအခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီစာချုပ်ရဂျပန်ဒေါ်လာရေးမှာပေါ်ထွန်းလာတဲ့ ဗမာကာကွယ်ရေးအင်အားစုတွေကအရာရှိနေရအခြားအဆင့်ငါတို့တို့ကိုရွေးချယ်ပြီးဖွဲ့စည်းရမှာဖြစ်ပါတယ်။အဲ့ဒီလို ဖွဲ့စည်းရမှာမူလကလေးကပါရှိလာတဲ့ကရင်လက်နက်ကိုင်တပ်ဖွဲ့များကရင်မြို့သားများနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်ရေးတပ်ဖွဲ့များအပြင်မြန်မာနဲ့တိုင်းဒေသမျိုးစုံပါတဲ့အမြောက်တန်းချက်ကတပ်ဖွဲ့လေတက်နဲ့ရေတက်ဆိုင်ရာဖွဲ့စည်းမှုတွေလည်းပါဝင်ပါတယ်။ကြုံကြိုက်လို့ဖော်ပြချင်တာလေးတခုရှိတယ်။ဒါကဘာလဲဆိုတော့တော်လန်ကြီးလက်နက်ကိုင်အင်အားစုအများကြီးပါဝင်တယ်။ ချီလင်တရင်တရင်ဟာဗမာတက်မတော်ရဲ့မူလပထမတရင်တွေဖြစ်ပါတယ်တနက35ပါတနက3ရဲ့တရင်မှုကတော့ဘူရဲထုတ်ဖြစ်ပြီးတနက4ကတော့ဘူနေဝင်းနဲ့တနက5ကဘူစီရတော့ပါအားလုံးရဲဘော်၃ချက်ဝင်များဖြစ်ကြပြီးအဆင့်ကဒုဗိုလ်မှူးကြီးတွေပါအဲ့ဒီတရင်အခေါ်တွေကိုတော့စစ်အစိုးရလက်ထက်မှာတနက3ကိုခလာရ33တနက4ကိုတော့ခလာရ34စသဖြင့်ပြောင်းလဲလိုက်ကြ တိုင်းသားနာမည်နဲ့တက်တွေဥပမာချင်းကချင်းကယားကရင်စတဲ့တက်နာမည်တွေကိုလည်းခလာရနာမည်တွေဖြစ်ကြောင်းခဲ့ပါလေတရေမှုတွေဖြစ်တဲ့ဘိုးရဲထွန်းနဲ့ဘိုးစရတို့ကတော့ community တွေဖြစ်ပြီးလွတ်လပ်ရေးရလို့သုံးလလအတွင်းမှာ community တွေတွေ့ခိုးတဲ့အခါလိုက်ပါသွားကြပါလေတနက35ကအရာရှိနဲ့တခြားအဆင့်အချို့လိုက်ပါသွားပါလေတနက၄အများစုကတော့တွေ့ခိုးတဲ့အထဲပါပါဘူးဒီလိုဖွဲ့စည်းခဲ့တဲ့ဗမာတက်မတော်ရဲ့ပထမဦးဆုံးဦးစီးချုပ်ကို ဗြိတိရှ်တက်မတော်ကပါလာတယ်။ကရင်အမျိုးသားဗိုလ်မှူးချုပ်စမစ်တွန်းကိုခန့်အပ်ဖို့အင်္ဂလိပ်အစိုးရကစီစဉ်ခဲ့ပါတယ်။ဗိုလ်ချုပ်အောက်ဆက်နဲ့ပိုလက်ရတို့ကနောင်ရှည်ညှော်မှန်းပြီးသဘောတူညီခဲ့ပါတယ်။ဒါပေမဲ့လွတ်လပ်ရေးရပြီးမကြခင်မှာပဲစောဘဦးကြီးကောင်းဆောင်နဲ့ကရင်အင်အားစုများကတော်လကောင်းတခင်တန်းထွန်းကောင်းဆောင်နဲ့ကွန်မြူနတီတက်ဖွဲ့တွေကလကောင်းတော့ကိုတော်ခဲ့ကြပါတယ်။ကရင်အမျိုးသားတွေလက်နက်ကင်တော်လိုက်ရေးဆင်နွှဲတာနဲ့ပတ်သက်လို့ဗိုလ်ချုပ်ကြီးစမစ်တွန်းကလိုက်ပါတော့ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ ကိုအမျိုးသားချင်းပြန်တိုက်ရမယ်အဖြစ်ကိုရှောင်လွှဲခြင်းတဲ့အတွက်တမတော်ကနှုတ်ထွက်သွားခဲ့ပါတယ်။နေတော်လဲရှမ်းပြည်နယ်ကလောမြို့မှာကွယ်လွန်တဲ့အထိနေသွားတယ်လို့သိရပါတယ်။1969 69ခုနှစ်မှာ ကကချင်းရဲ့အစီအစဉ်နဲ့ကျွန်တော်ဟာထိုစဉ်ကရုရှားပဒါကိုအချိန်ပြည့်တက်ရောက်ခဲ့ရပါတယ်။ဒုတိယနေ့ပြည်ဆုံးကနေ့မှာကျောင်းသားတိုင်းစာတန်းတစ်ခုစီတရားမယ်ဆိုတဲ့အတွက်ကျွန်တော်ဟာဘုကျော်အောင်ဆန်းအထုပ်ပတိကိုပြုစုဖို့ဆုံးဖြတ်လိုက်ပါတယ်။ ။ဒါကြောင့်လိုအပ်မဲ့အထောက်အထားတွေတိရအောင်တက်မလို့မကွန်တိုက်ကိုတွားပြီးစာရွက်စာတမ်းတွေမှုနှောက်ရပါတယ်။အဲ့ဒီမှာတွေ့ရတဲ့ဗမာလိုရေးထားတဲ့ဗိုလ်ချုပ်အောင်ဆန်းအထုပ်ပတိဗိုလ်ချုပ်အောင်ဆန်းရဲ့မိကုံးများကိုရှာဖွေပြီးရုရှားပဒါပြဆိုရေးသားခဲ့ပါတယ်။မကွန်တိုက်မှာဒီလိုမှုနှောက်ရင်တွေ့ရှိရတဲ့မှတ်တမ်းချုပ်မှာဗိုလ်ချုပ်ကြီးစမစ်တော်လက်မှတ်ရေးထိုးထားတဲ့ညွှန်ကြားချက်တွေဖတ်ရတော့မှတက်မလို့ရဲ့ပထမအဦးဆုံးကာကွယ်ရေးဦးစီးချုပ်ဟာသူဖြစ်မှန်းသိခဲ့ရတာပါ။ဗိုလ်ချုပ်ကြီးစမစ်တော်ကလည်း တက်မတော်ကနှုတ်တယ်တက်မတော်ကောင်းဆောင်များဖြစ်အလားလာရှိတဲ့ဘူဇီယားနဲ့ဘူရက်ထွတ်တို့ကလည်းတော့ခုဆိုတော့ကြံရစ်တဲ့ဘူနေဝဲဟာတက်မတော်ကောင်းဆောင်ဖြစ်လာဖို့အလားလာအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်လာတာပါဒါကြောင့်သူဟာစင်တော်ကအကောက်ခံရသူလို့တက်မတော်မှာဘူမူကြီးဘူမူကျော်နောက်ဆုံးတော့ဘူကျော်ကြီးဖြစ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တာပါ1948ခုနှစ်မှာရာဇပလင်ဖင်ကက်ပါလာတယ်လို့ပါပဲဘူကျော်ကြီးနေဝင်းဟာ ကာကွယ်ဦးစီးချုပ်အဖြစ်1948ခုနှစ်ကနေအသက်60ပြည့်တယ်1983ခုနှစ်လောက်တည်ဗိုလ်ချုပ်ကြီးအဖြစ်နဲ့တက်မတော်ကိုခေါင်းဆောင်ခဲ့ပါတယ်25နှစ်လောက်ကြာပါတယ်1983ခုနှစ်ကနေ1988ခုနှစ်အထိဦးနေဝင်းအဖြစ်နိုင်ငံတော်တက်မတော်နောက်တော့လန်စစ်ပါတီဌာနချုပ်မှာပါတီဥက္ကဋ္ဌဖြစ်နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့ပါတယ်သူဟာတက်မတော်ကတက်ပြစ်ပင်စင်ယူသွားတယ်ဆိုပေမဲ့တက်မတော်အနေနဲ့တော်လကောင်းပါတီဥက္ကဋ္ဌအနေနဲ့တော်လကောင်း တက်မတော်ရဲ့အရေးကြီးတဲ့ကိစ္စနဲ့ညသူကပဲဆုံးဖြတ်ခဲ့တာပါ။လက်စဲပါတီအစိုးရကမြန်မာနိုင်ငံကို26နှစ်အုပ်ချုပ်သွားခဲ့တယ်လို့ပြောကြပါတယ်။ဥနေဝင်အကြောင်းကိုတော့လူတော်တော်များများကရေးကြတာထက်ကတလဲလဲလဲရှိနေခဲ့ပါပြီ။သူဟာဦးစီးချုပ်ဘဝအင်းဆောင်အစိုးရကလာတော့ကဝန်ကြီးချုပ်1962ခုနှစ်နောက်ပိုင်းမှာတော့တော်လှန်ရေးကောင်စီဥက္ကဋ္ဌ1994ခုနှစ်နောက်ပိုင်းမှာတော့ဦးနေဝင်အဖြစ်နဲ့တမလား1982ခုနှစ်နောက်ပိုင်းမှာတော့ လမ်းစဉ်ပါတီဥက္ကရာစတဲ့ဘွားတွေကိုဖျက်တမ်းခဲ့ရတယ်။ထိတ်တန်းရလူတွေမှာတောက်လျှောက်နေခဲ့ရတယ်ဆိုတော့လောကုတ်တရားအမြင်နဲ့ကြည့်မယ်ဆိုရင်ဘွားပေးကုသိုလ်ထူးတဲ့ပုံကိုလို့ပြောနိုင်မလားမသိပါဘူး။ဒါပေမဲ့သူတက်ရှိထင်စားရှိစေမှာအများသူငါအတွက်တနည်းအားဖြင့်ပြောရရင်နိုင်ငံသူနိုင်ငံသားများဘလောက်ထိစိတ်ချမ်းသာအောင်လုပ်ပေးနိုင်တယ်လဲဆိုတာကတော့တမိုင်းရဲ့အဆုံးဖြတ်ဖြစ်မှာပါ။1969ခုနှစ်မှာကျွန်တော်စီယုံကိုရောက်တဲ့အခါကျတော့ဘုချုပ်ကြီးနေဝင်းဟာ အသက်60မပြည့်သေးပါဘူး။ဒါကြောင့်တက်ကမနှုတ်ထွက်သေးပါဘူး။ဒါပေမဲ့ဆေးရုံကိုတော့တိတ်လာလေမရှိခဲ့ပါဘူး။သုံးလေးလနေမှတစ်ခေါက်လောက်ပဲလာလာတွေ့ရပါတယ်။တူလာရင်လုံခြုံရေးကိစ္စတွေအထူးညှင့်နေတဲ့ကိစ္စတွေကြောင့်ကျွန်တော်တို့သတိထားမိခဲ့တာပါ။သူဆေးရုံကိုရောက်လာပြီဆိုရင်ဆေးရုံမှာရှိတဲ့ခုနှစ်ရက်သားသမီးများကိုယ်စိတ်နှလုံးကျဉ်ကျက်ခဲ့ကြဘူးပါတယ်။1983ခုနှစ်မှာတော့ဦးနေဝင်းဟာဗိုလ်ချုပ်ကြီးရတို့ကငြင်းစားယူခဲ့ပါတယ်။အဲ့ဒီအခါမှာ ဒုတိယကာကွယ်ဥစ္စာချုပ်ဖြစ်နေတဲ့ဗမုချုပ်ဆန်းယူဟာကာကွယ်ဥစ္စာချုပ်တဲ့ဖြစ်လာပါတယ်။သူဟာရပိုင်းအတွင်းမှာဗမုချုပ်ဗိုလ်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကနေဗိုလ်ချုပ်ကြီးအဆက်ထိတောက်ချောက်ခုံမြန်ကျော်လွှားဖြစ်လာခဲ့ပါတယ်။ကျွန်တော်မှတ်မိတာတစ်ခုရှိပါတယ်။ဗမုချုပ်ဆန်းယူကိုဗိုလ်ချုပ်ကြီးအဆက်ထိတိုးတဲ့နေမှာစေယုံကသူ့တပည့်ဗမုကြီးတချို့ကသူ့ယုံကန်းမှာသူ့ပခုံးပေါ်ကိုဗိုလ်ချုပ်ကြီးအဆက်တွေတက်ဆင်ပေးပါတယ်လေ။အဲ့ဒီအချိန်မှာဗိုလ်ချုပ်ဆန်းယူဟာစိတ်ထိတ်ခိုက်ပြီး ရယူတီတောင်စိတ်ကြနေပါတည်းအဲ့ဒီခိုင်မှာရောက်နေတဲ့လူကြီးတယောက်ပြန်ပြောလို့သိရတာပါရယီဘာဖြစ်လို့ကြားရတယ်လဲဆိုတော့ဗိုလ်ချုပ်ကြီးနေဝင်ကတော့တက်မတော်ဦးစီးချုပ်ဘွားကတကယ်ပဲစွန့်ခွာသွားခဲ့ပြီဆိုတဲ့အတွင်းနဲ့ဝမ်းနဲ့နေလို့ပါတဲ့အဲ့ဒီတရင်ကြားရတော့ကျွန်တော်ကဦးလေးလေးဖြစ်သွားခဲ့ပါတယ်ကိုလူကြီးပြင်ဆင်ယူသွားတာကိုဒီလောက်ကြီးခံစားရမလားဆိုပြီးတော့ပေါ့တကယ်တော့ဦးနေဝင်ဟာလှုပ်ထွက်သွားတယ်ဆိုပေမဲ့တက်မတော်ရဲ့အရေးကိစ္စများနဲ့ပတ်သက်ပြီးလုံးဝချောက်ခိုင်းသွားတာမဟုတ်ပါဘူးပို့လို့တော့ ဂယုဆက်ကတလားလို့ထင်ရပါတယ်ဥပမာ ကကကြီးစင်ထနာကထိုစင်တော့ကနေ့စဉ်တရင်တော်တခုထုတ်ပြန်လဲရှိပါတယ်ထိုစင်တော့ကတော့ရန်ကုန်တိုင်းကလွယ်လို့တိုင်းနယ်ပြည်နယ်အလုံးမှာပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေရှိနေတော့လက်နက်ကိုင်တပွဲတွေဟာနေ့စဉ်လိုလိုဖြစ်တဲ့နေ့မရှိတော့ပါပဲအဲ့ဒီအခါမှာတိုက်ပွဲဖြစ်စဉ်တွေကိုစုစည်းထုတ်လုပ်ပြီးစီယုံကကြီးကြီးလေးခေါင်းဆောင်များကိုဖြန့်ဝေပါတယ်စစ်တောက်ကျုပ်စီရဲကျုပ်ကကကျင်ကကလန်းညှို့မှုများပြင် နောက်မှပေါ်ပေါက်လာတဲ့ပါတီဥက္ကဋ္ဌဦးစီးကျုပ်ဝန်ကြီးချုပ်နဲ့ဒုဝန်ကြီးချုပ်ထိဖြန့်ဝေပါတယ်။ဦးနေဝင်းဟာတမနာဖြစ်စဉ်ကအဲ့ဒီလိုစထရက်တွေမှာထူးခြားတဲ့ဖြစ်စဉ်တွေကိုမှတ်ချက်ချပြီးစစ်စင်ရေးဌာနကိုပြန်ချလေရှိပါတယ်။ပဲပင်ပေါင်းနဲ့တူတဲ့သူ့ရဲ့လရေးနဲ့မှတ်ချက်တွေဟာကကကြီးကိုပြန်ချလာတဲ့အခါသူ့မှတ်ချက်အတိုင်းလိုက်နာဆောင်ရွက်ရလေရှိပါတယ်။သူ့ပါတီဥက္ကဋ္ဌဖြစ်သွားတော့လေဒီအတိုင်းပါပဲ။သူတက်မတော်ရာသူရှိစဉ်တော့ကတည်းကမှတ်ချက်တွေ ပုံများလာခဲ့ပါတယ်။ကြရတဲ့အတိုင်းပါပဲ။ဥနေဝင်ဟာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အခါမှာနိုင်ငံရေးလူမှုရေးနဲ့စီးပွားရေးကဏ္ဍတွေမှာတော့မအောင်မြင်ခဲ့ပါဘူး။1989ခုနှစ်မှာကမ္ဘာအဆင်ရဆုံးနိုင်ငံဖြစ်ခဲ့တာဟာတရကပါပဲ။ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်ဥနေဝင်ဟာစီးရေးဆီယာမှာတော့ကျွမ်းကျင်နှက်ဆက်တယ်လို့ပြောရမှာပါ။သူ့ရဲ့အကျိုးပေးလား၊သူ့ရဲ့တဘာဝဗီဇအရရှိနေတဲ့အရေးတွေလား။တခုခုတော့တခုခုပါပဲ။ ထင်ရှားဆုံးတရကကိုပြောရမယ်ဆိုရင်1983ခုနှစ်လောက်ကမြဝကျုံပေါ်အနောက်တောင်တိုင်းစစ်တပ်နာကျုံနေကျင်မှာဆင်းရဲခဲ့တဲ့ထော်ပိုင်စစ်စင်ကြီးကိုပြောပြချင်ပါတယ်ထော်ပိုင်ဆိုတာငပူရောမြို့နယ်အရှိတ်ဘက်နားမှာရှိတဲ့ကျွန်းတကျွန်းမှာအလျား9မိုင်အနံ3မိုင်လောက်ရှိမှာပဲကရင်အမျိုးသားတွေနေတဲ့ရွာချိုးရှိနေကြပါတယ်အဲ့ဒီကျွန်းပေါ်မှာအင်အား50ခန့်ရှိတဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတခုရှိနေပါတယ်သူတို့ကို KNU ဒါမှမဟုတ် KNDO လို့မခေါ်ပါဘူး လဝရဲ့အတွေးခွန်များနဲ့ဖွဲ့စည်းထားတဲ့မတညတ်တလက်နက်ကိုင်အင်အားစုတွေပါစစ်စင်ရေးဆတာနဲ့အဲ့ဒီကျွန်းကြီးကိုဝက်ကတွေနဲ့အပြစ်ကလိုက်ပါတယ်အဲ့ဒီတော့ကတိုင်းမှုကဗမှုကြီးစံကြီးဖြစ်ပြီးစစ်စင်ရေးကိုကွက်ခဲ့တာကဗျူဟာမှုဖြစ်စဗမှုကြီးစင်လည်းမှာဒီစစ်စင်ရေးကိုအထူးအထောက်ကူပြုသူကတော့ AR တိုင်းဒေတာပါတီဥက္ကဋ္ဌဗမှုကြီးအေးခိုင်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာလမ်းစဉ်ပါတီရဲ့စီယုံကြီးအင်အားကြီးရော်တဲ့အထီတောင်ထိထိရောက်ရောက်ရှိနေကြပါပြီ စစ်စင်ရေးမစမီနှစ်ပတ်လောက်ကစပြီး ERI တိုင်းနဲ့ငပူရောမြို့နယ်ကပါတီကီရာတွေကိုယ်တိုင်ထောက်ပိုင်းကျုံးမှရှိတဲ့ရွာတွေအထိဆင်းပါတယ်စီယုံကြီးပေါ့လေပြီးတော့အင်တိန်ကိုဝကတ်ဆယ်ခုတော့မဟုတ်အင်နာဆိုများရင်20ရက်ခိုင်းပါတယ်ဝကတ်တွေအစင်းသိဖြစ်ပြီးဆိုတော့စစ်စင်ရေးစတဲ့ရက်မှာ ထောက်ပိုင်းကျုံးတစ်ခုလုံးကိုဝကတ်တွေနဲ့ခြံခတ်လိုက်ပါတယ်အလျား9မိုင်းအနံ3မိုင်လောက်ရှိတဲ့ခြံဝင်းကြီးပေါ့ခြံခတ်ကြည့်ပြီးဆိုတာနဲ့ရစ်တဲ့တင်မော30နဲ့ချီလင်တရင်6ရင်လောက်က စစ်ကြောင်းတွေကိုလေမော်တော်ဘုတ်တွေနဲ့ခွဲပြီးထော်ပန်ကျုံးကိုပက်ထွက်လာတဲ့တောင်ကျန်းသူတွေကိုဖမ်းအဲ့ဒီလိုလုပ်ကြပါတယ်စီရေးရဘာမှမထူးခြားရင်တက်နယ်ရွာသားတွေပေါင်းထားတဲ့စစ်ကြောင်းကရှေ့ကိုဂိုင်းနေဆက်လောက်တိုးခိုင်းလိုက်ပါတယ်ခြံဝင်းပူချင်းသွားပြီပေါ့တိုက်ပွဲတွေဖြစ်ရင်လဲရစ်တက်သမောက်တွေကအမြောက်ပစ်ကိုတွေပြီးတဲ့အတွက်ထိရောက်ပါတယ်ရက်ကြလာတဲ့အခါခြံစည်းဟိုးဝင်းကအလျား၃မိုင်အနံ၃မိုင်လောက်ပဲကျန်နေတော့ရှေ့တိမြလက်နက်ကင်အင်အားတွေဟာအဲ့ဒီကျင်းကျောင်းသွားတဲ့ခြံဝင်းထဲမှာ ပိတ်မိနေတာပေါ့ဒီလိုနဲ့နှစ်လမပြည့်ခင် ထော့ပိုင်စစ်စင်ရေးအားအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ထော့ပိုင်ကျောင်းပေါ်မှာလည်းလက်နက်ကန်အဖွဲ့အစည်းတွေလုံးဝကင်းစင်သွားပါတယ်ကျွန်တော်ကနှစ်စဉ်တွားလိလာတဲ့လူကြီးတွေနဲ့ပါသွားခဲ့တဲ့အခါစီယူစီမှုတတိယတန်းတယောက်အနေနဲ့မြင်လာတာကတော့ဒီစင်နေပြူဟာကိုကျင့်သုံးတာဟာအလွန်ကိုတော်တဲ့အတွေးခေါ်လို့ကျွန်တော်အကဲခံမိပါတယ်နောက်မှမေ့ကြည့်တဲ့အခါမှာတော့ဒီစင်နေပြူဟာအယူအဆကိုသမနာဖြစ်သူဦးနေဝင်းက ဒီဝါဘူးဖြစ်စဘုံမှုစိန်လင်ကိုနေလေစာကော်ကြွေးနဲ့ဒီလိုနီးလေးစမ်းကြည့်ပါလားကွာဆိုပြီးအကြံပေးခဲ့တာပါလေအဲ့ဒီလိုအကြံပေးတာကိုဒီဝါဘူးဘုံမှုကြီးစိန်လင်ကအကောင့်ထဲပေါ်ခဲ့တာပါအဲ့ဒီလိုအကောင့်ထဲပေါ်နိုင်အောင်အီဟာရီတိုင်းမှာဖော်စီထားတဲ့လမ်းစဉ်ပါတီရဲ့အစဉ်စဉ်သောပါတီဝင်များကိုစီယုံနိုင်လို့ဖြစ်ပါတယ်ကြီးရွာပါတီဝင်များရဲ့စိတ်ပါလက်ပါပူပေါင်းဆောင်ရွက်မှုမရှိဒီစစ်စင်ကြီးဟာအောင်မြင်မှာမဟုတ်ပါဘူးထော်ပိုင်စစ်စင်ကြီးနောက်ပိုင်းမှာတော့ချွေလင်းယုံနဲ့ မိုးဟင်းစစ်စင်ရဲလို့အမည်ရတဲ့စစ်စင်ရဲတွေနဲ့ညဝကျောင်းပေါ်မှာဖိဖိစီစီဆင်နွှဲခဲ့တဲ့အခါနှစ်နှစ်ကျော်ကာလအတွင်းမှာညဝကျောင်းပေါ်တစ်ခုလုံးလက်နက်ကင်ပဋိပက္ခတွေလုံးဝရှင်းလင်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ဗိုလ်မှူးကြီးစံကြီးကပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင်အဖြစ်တောင်းသွားတဲ့အခါဗိုလ်မှူးကြီးတန်တန်ကတိုင်းမှုအဖြစ်ကြောင်းလာပါတယ်။တက်ခါရေးကိစ္စမှာတိုင်းအတွင်းကတက်တွေနဲ့တက်မှ၈၈ကတက်တွေတုံးခဲ့ပါတယ်။တက်မှမှုကဗိုလ်မှူးကြီးအေကိုဖြစ်ပါတယ်။ညဝကျောင်းပေါ်ဒေသမှာ လက်နဲ့ကင်ပဋိပက္ခတွေချုပ်ငိမ့်သွားတဲ့အခါတိုင်မူဘုံမူကြီးတန်းတင်ကိုအလဲပိုင်းတိုင်းတိုင်မူအဖြစ်ပြောင်းရွှေ့ပြီးဘကိုးယုံမှမှကြံရှိနေတယ်။ဘကပဘဟုဌာနချုပ်နဲ့တက်တွေကိုနှိမ်နှင်းခံခဲ့ပါတယ်။သူတိုင်မူဘဝမှာပဲဘကိုးယုံမှဆစ်စင်ကြီးတွေမှာဖြက်လေးဖြက်နှိပြူဟာကိုတိောက်စွာကျင့်သုံးခဲ့ပါတယ်။ဖြက်လေးဖြက်ဆိုတာကတော့ရိတ်ခါဖြက်၊သတင်းဖြက်စတဲ့နီလန်းတွေဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲနမဲကျော်တဲ့တောင်ပေါ်ဆလေးရွာကိုရေပြန့်ကိုပြောင်းရွှေ့စေပြီး တို့ရဲ့စာဝင်တွေရိုက်တက်ပါတာဝန်ယူဖြစ်ရှင်းပေးခဲ့ပါတယ်။နှစ်နှစ်လောက်ကာလအတွင်းမှာပကိုးရုံမှပုံမှာကြန့်ရှိနေတဲ့ဘကဘကောင်းဆောင်သခင်စဉ်သခင်ချစ်တော်နဲ့တကွလက်ကျန်အင်အားတွေကိုအမြင့်ပြတ်သွားအောင်လက်ခတ်ချင်းမုန်းနိုင်ခဲ့ပါတယ်။ဘုံမူကြီးတန်းတင်ဟာတော်လန်ရေးကောင်စီကာလကဆောက်လုပ်ရေးဝန်ကြီးဌာနမှာအထူးရာရှိဖြစ်တာဝန်ယူခဲ့မှုပါတယ်။အဲ့ဒီတုန်းကဆောက်လုပ်ရေးဝန်ကြီးကဘုံမူကျုပ်စင်ဝင်ဖြစ်ပါတယ်။အဲ့ဒီကမှသူ့ကိုအစ်စ်ဖွဲ့စည်းတဲ့တမမှုအဖြစ်တာဝန်ယူကာစားက တက်မှရှိစစ်တက်မှမှုဖြစ်တာဝန်ပေးခဲ့တာပါသူတက်မှမှုဖြစ်စားကဒုပုံမှုကြီးအဆင့်ပဲရှိပါသေးတယ်ဒါပေမဲ့တက်မတော်ရဲ့ယာတုပေးစနစ်ရသူဟာသူ့ရဲ့လက်တံငွေကတော့ဘုံမှုကြီးလက်တံငွေဖြစ်ပြီးဘုံမှုကြီးယာတုကတော့တနည်းပြမှကျဲသုံးပွင့်ပြအောင်တက်ခွင့်ရတာပါသူ့ရဲ့ဘီဝမှုတွေဖြစ်တဲ့သူတွေဆိုရင်ဘုံမှုကြီးဖြစ်နေကြပါပဲသူတက်မှမှုကနေယာတုတက်တဲ့အခါမှာအရှိပိုင်းတိုင်းတိုင်းမှုဖြစ်ပါတယ်သူ့ကိုဦးနေဝင်းကတာဝန်တစ်ခုပေးလိုက်ပါတယ်ဒါကတော့ ရက်ဆောင်မျိုးနယ်ကအင်တော်ကျောက်ကမှအခြေပြုနေတဲ့ဘကပသခင်တင်ထွန်းရဲ့တပ်ဖွဲ့ကိုချေမှုန်းမှုပါ